အကျွန်တော်အမမွတ်စလင်ပါဆိုပြီးတော့ဆွဆွဲဆဲဆိုနေတဲ့သူတွေခင်ဗျားတို့ပါဇက်တွေအခုချိန်မှာပါလုံနေကြလဲနော်အခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကအမျိုးပြောလို့ဆွဆွဲကြကြီးဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုတိုင်ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကမွတ်စလင်ဖြစ်နေပြီအာခါချုပ်ကြီးကမွတ်စလင်ဖြစ်သွားပြီအာခါချုပ်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးဓမ္မတွေနဲ့မွတ်စလင်တွေကို အဓိကတော့ဖြစ်အောင်ဖန်တီးတာပဲနိုင်ငံလုံးကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျုပ်တို့အနေနဲ့ပြောစရာပြီကျတို့မြို့သားရေးဆရာတော်တွေကျတို့မြို့သားရေးလူပုဂ္ဂိုလ်တွေစိုးရင်နဲ့အစိုးရင်ကနော်တော်တချင်းတရားလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်ကဲမြို့ဘာသာတန်တော်တွေစိတ်ရှိတဲ့ရဟန်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြအောင်လဲနေရတဲ့ကိုလိုချင်တဲ့ပန်းတိုင်ကိုလည်း ရောက်အောင်သွားဖို့လိုတယ်စစ်တပ်ခေါင်းဆောင်မေအောင်လှိုင်ကနေပြည်တော်သစ်စိန်ပင်မှာမြေဧက9ဧကရှာပေးပြီးမွတ်စလင်တွေအတွက်ဗလီစောက်ပေးမယ်ဆိုတဲ့ကိစ္စဟာမြို့သားရဲတမားဆိုသူတွေမျက်ခုံးလှုပ်เสียရာကိစ္စဖြစ်လာနေပါတယ်မွတ်စလင်တွေဗလီအသစ်စောက်မယ်ဆိုရင်ပြတ်မယ်ပြုတ်မယ်တကယ်ကဲလောက်တတ်တဲ့မဘာသာကိုတော်တွေပြူကိုတော်တွေဟာဒီကိစ္စကိုရင်ငုံနှုတ်ပိတ်နေကြတဲ့အပေါ် ဘောမရီအရှင်းရှင်းကြားမှာဝေဖန်အပြစ်တင်စရာဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲအေယာဝတီတိုင်းမှာဗလီအစ်စ်တလုံးစောင့်နေတဲ့ဆိုပြီးမဘာသာကိုတော်တွေပြူကိုတော်တွေကဗလီအနာထိသွားပြီးလေလာစုံစမ်းမှုတွေလုပ်ခဲ့ကြပါတယ်။စုံစမ်းမှုလုပ်တော့လေဟိုဆက်သွယ်လို့မရခဲ့ဘူး။ဒါပေမဲ့အဲ့ဒီကလားဒီဒီထဲတည်းကနေအဲ့တုန်းကဦးစင်းတော့ကတက်ဆိုင်ကဌာနဆိုင်ရာတွေပြောပြီးတော့ဒီထဲတည်းမှာမหนีဘူး။ဓာကြီးကို ဘလူးမှမရှိဘဲနဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်တာတွေမလုပ်ဖို့ဆိုပြီးတော့ကိုစင်းတို့တောင်းဆိုနိုင်ငံတော်အထူးစာတွေတင်ပြီးတော့ဒီအားကြီးကိုဟိုချိတ်ပိတ်ခဲ့ကြတယ်ဗောနော်ပိတ်သိမ်းခဲ့ကြတယ်ပြီးတော့ဒီဘလီကိုဖျက်ရမယ်ဆိုပြီးသူတို့သတင်းမီဒီယာတွေမှာလှုပ်ဆော်ပြောဆိုခဲ့ကြပါတယ်အခုမင်းအောင်လှိုင်က သူမျက်နာရရေးအတွက်မဘာသာတွေကိုဖုတ်လေတဲ့ငပိရှိတယ်လို့မမှတ်တော့ပဲနေပြည်တော်အထစ်တက်ပြီးဗလီစောက်ခွင့်ပေးမယ်လဲဆိုရော မဘာသာတွေဟာ တရားဝင်ဆိုရင်ခွင့်ပြုရမှာပေါ့ဆိုပြီး ရှက်ရှင်းလေးတန်ပြောင်းသွားကြတာကိုပဲတွေ့ရပါတယ်။မြမသမိုင်းမှာလွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့ကြတဲ့ခက်ကစပြီးပြည်သူလူထုအကျိုးအတွက်ရဲရဲတောက်လှုပ်ဆောင်ခဲ့ကြတဲ့တန်ဃာတော်တွေ ရှိခဲ့ပါတယ်။အာနာရှင်တွေကိုလည်းတော်လှန်ခဲ့ကြပါတယ်။ 88မှာတန်ဃာတော်တွေရဲ့ပါဝင်မှု2000ခွန်ရွှေဝါရောင်တန်ဃာရေခင်းမှာတန်ဃာတော်တွေရဲ့လှုပ်ရှားမှုတွေကတက်တည်ပဲဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာပဲဒီဘက်ခင်းမှာတော့ရဲရဲတောက်တန်ဃာတော်တွေရှားပါသွားပြီးမာတုဂါမလာဘတက္ကရာနောက်ကိုသာ လိုက်တဲ့အာနာရှင်လပားစီတရေဘောကြောင့်နဲ့ကိုတော်တွေသာမင်းမူလာတာကို တွေ့ရပါတယ်။ မဘဒတွေဟာတင်းကုတ်ခံထားရတဲ့နတော်ကြီးတွေလိုပညာမတော်အသားပဲတို့ပြီးတကယ်အရေးနဲ့အကြောင်းနဲ့မှာတော့တရေဘောကြောင်းနေကြဒါကိုအခုလိုပဲတွေ့ရမှာဖြစ်ပါတယ်။အလောအလောလိုင်းပေါ်မှာခဲရိုက်နေတဲ့အရာလေးပေါ့နော်။နေပြီးတော့မှမုစလင်တွေကိုပေါ့နော်။ဗလီပေးတယ်ပေါ့ကာကျော်ကြီးကဗလီနေရာတေကာခွဲတေကာကျော်ပေးတယ်ပေါ့နော်။တေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါလေဗျ။ နော်တရားမဝင်ရင်တော့ဦးစင်းတို့ကတော့ကန့်ကွက်မှာပဲတရားဝင်လူတို့တရားဝင်တိတိကျကျတရားဝင်တာရှောက်တယ်တရားဝင်လုတ်တယ်နိုင်ငံလုံးကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျုပ်တို့အနေနဲ့ပြောစရာပြီဒါဦးစင်း2013 2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်ပုံမှုတရားရဲ့ဆရာတော်ကြီးပြူးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပေးတယ်ပေါ့နော်ခရိယံလည်းပေးတယ်မွတ်စလင်လည်းဟိန္ဒူလည်းပေးတယ်လို့ကြားရကွာတဲ့ ့အကြီးဆုံးကတော်ကြီးဆရာတော်ကြီးလာကြတော့နော်ဆရာတော်ကြီးလည်းကြားလာပေါ့ဗျာလို့ကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြည်တော်မှာကွာအစင်သားကြီးကြီးကြီးတခုတော့ရင်ကတော့တောင်းပြီးမှလုံးမကွာတဲ့သာဥစဉ်တော့ဆရာတော်ကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောင်းလဲတောင်းထားကိုကြားပါလေ။ရလဲရထားပြီလို့ဦးဇင်းတော်ကထင်ပါလေ။ရလဲရထားပြီလို့ထင်ပါလေ။ အဲ့ဒါကိုအကြီးကြီးလုပ်ပြီးဟာကာကျော်ကြီးကမွဆလင်ဖြစ်သွားပြီဟာကာကျော်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးဓမ္မတွေနဲ့မွဆလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါကစူပူဖြစ်အောင်ဖန်တီးတာပဲပြောရရင်တော့မျိုးသားရေးဓမ္မတွေမဘာသာမဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါသူတို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်အာဟိုအလုံးနဲ့အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှ ထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုအရပေါ့နော်ဒီကကြောင်ကတော့ဥစဉ်ကိုဥစဉ်ကိုပြင်မှတ်ထားဖို့ကြာပါတယ်ဥစဉ်တို့ဥစဉ်ရဲ့ဆရာမဥရာတူတို့ပြောလိုက်လို့ရှိရင်ဟာကကြောင်ကြီးကဖမ်းမှာပေါ့အဖမ်းမိထောင်ထဲထဲမှာအားသူတို့အတွက်ဆင်းပြေးပြီဒါပဲနော်ဒီကဒီလိုပဲဥစဉ်တို့ကတော့တုံ့တက်တယ်တရားဝင်လျှောက်တယ်တရားဝင်လှုပ်တယ်တရားဝင်တော့လည်းလှုပ်လေဥစဉ်တို့လည်းအကြောင်းနေရတရားဝင်လျှောက်တယ် ဟုတ်လားဒါနာရေးဝန်ကြီးလက်မှတ်ထိုးပေးတယ်ဒါနာရေးဝန်ကြီးဖွင့်ပြပေးတယ်တတော်ဝန်ကြီးတတော်နဲ့မကင်တတော်ကိုရှောက်တယ်ဟုတ်လားရှောက်တယ်ဦးစင်းတို့လေတရားမဝင်တာတရားမဝင်ဘူးဆိုရင်တရားဝင်အောင်လုပ်စီးနဲ့ကန့်နဲ့ဖောင်နဲ့လုပ်ကျုပ်တို့တွေကဒါဘယ်ပါတော်မှထိခိုက်စရာအကြောင်းမရှိဘူး ဘယ်ဘာသာကိုမှလည်းရန်ကျူစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြီးပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကတော့ချစ်ရပါပဲကိုယုံကြည်ရတော့ကိုးကွယ်ကြပါဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရပါပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရပါပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အဆွေးရောက်မဲတိုင်းလူပြည်စည်းလုံးမဲဥပဒေကိုချိုးဖောက်မဲဆိုဒီနိုင်ငံရဲ့ဥပဒေတိုင်းခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားရုရှားနိုင်ငံမှာတော့မှကြည့်လေဗျာ ရှိတာပဲဟုတ်လားဦးဇင်းတို့အဲရုရှားနိုင်ငံကာကြုတ်လက်ထက်မှာပဲပြောရမှာပဲဘုံကြောင်နိုင်ငံနဲ့ဖီဒီကောဖရာစီတီတော်ကြီးနဲ့ရှိခဲ့တာပဲမဟုတ်ဘူးလားခွင့်ပြုခဲ့တာဒါတရားဝင်တရားဝင်ခွင့်ပြုတယ်လေဟုတ်လားတရားဝင်ခွင့်ပြုတာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ခွင့်ပြုလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလည်းပိတ်ခံရမှာပဲ ဥပဒေကိုချိုးဖောက်လို့ဗလီတဲကလည်းဥပဒေကိုချိုးဖောက်ပြီးမှဗလီတဲကလည်းအကြမ်းဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိရှိလာပဒီပြိပိတ်ခံထားတာမဟုတ်လား1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမ ्या ဒီသမရာကြီးဥသိမ်းစိန်လက်ထက်2014 2000 2013လောက်မှာသာသနာ့ဒုဝင်ကြီးကနေပြောသွားတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတလုံးမှတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ကပ္ပမြေပေါ်ကပါမောက်တုတ်ပြရမယ်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံလို့ရတယ်ပေါ့နော် ကျတို့မြို့သားရေးဆရာတော်တွေကျတို့မြို့သားရေးလူပုဂ္ဂိုလ်တွေစိုးရင်နဲ့အစိုးရင်ကနော်တော်တချင်းတွေအားလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်လိုအပ်လို့မြို့ပါသာသနာတွေလိုအပ်လာရေး အသက်ပေးမဲ့လူတွေအယို CO ထိုးမဲ့အဖွဲ့တွေအများကြီးရှိပဲဒါကြောင့်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုမောင်မောင်ခင်ဗျားပြောတဲ့စကားတွေကိုတိတ်ပြီးတော့အပြောမစောနဲ့လောမကြီးနဲ့စကားကိုကြည့်ပြောခင်ဗျားတို့က2020 2021မှာဟို live ပေါ်ကနေပြီးတော့ဟို လူကြီးများပြီးတော့ဆယ်လီဖြစ်လာတဲ့လူတွေနော်ဟို live ပေါ်ကနေပြီးတော့ဆယ်လီမဟုတ်ဘဲနဲ့အမျိုးဘာသာသာသနာအတွက်ပေးဆက်ပြီးလှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်တွေရမ်းပုဂ္ဂိုလ်တွေကအများကြီးရှိတယ်။ live ပေါ်မှာတော်ရှိုးတက်မပြောဘဲနဲ့ တတ်မပြောဘဲနဲ့ဟိုဘဝပြည့်အကံအချိန်ကုန်ခံမိသားစုဦးတွေရဲ့စာဝင်နေတဲ့အစ်မပြေတာတွေတွေကိုမကြည့်ဘဲနဲ့ကို့မျိုးဘာသာတန်တဲ့ကြည့်ပြီးလုံနေတဲ့လူတွေတပေါ်ကြီးရှိတယ်အဲ့တော့ခင်ဗျားတို့စကားတွေစွတ်စွတ်မပြောနဲ့မပြီးဘဲနဲ့စွတ်စွတ်မပြောနဲ့နော်ခင်ဗျားတို့ပြီးပါမှနေတာလောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှားပါပါလို့ဖန်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖန်လို့မရသေးဘူးဗျကျွန်တော်ဒီမှာကြတော့တခုခုမှားသွားပြီဆိုတာနဲ့ ဖန်ခံမယ်ဆိုရင်လွတ်လွတ်လပ်ရဲကျုပ်တို့ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးเนาะတိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ကြမှာမကြောက်ဘူးကျုပ်တို့ကအမှောင်ကြမှာပဲကြောက်တဲ့သူတွေเนาะလူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တဲ့သူတွေเนาะအဲ့တော့ကျုပ်တို့ကတကယ်မျိုးဘာသာသာသနာနဲ့စိတ်ရှိတဲ့ရဟန်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြောက်အောင်လည်းနေရတယ်ကိုလိုချင်တဲ့ပန်းတိုင်းကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ပြဿနာကအကြီးကြီး အချင်းချင်းဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့သွားပြီးတော့ထမင်းစားရေးတော့သွားပြီးတော့လုပ်လို့မရဘူးငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူးဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိဖို့လိုတယ်အဲ့ဒါမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိုင်းမှာရှိတဲ့အများကဟောင်းနေတဲ့ဟောင်းစီအဲနောက်တကမူးကြောင်ကြီးကြောင်နဲ့အသက်50 60လောက်ရှိတဲ့ဟိုတက်ပြောနေတဲ့အဲတကတစ်ယောက်ပေါ့နော်အေးအဲ့ဒီလူတွေတိဖို့လိုတယ်အားလုံးအားလုံးတိဖို့လိုတယ်နော်အေးတိတ်မအားသေးလို့ကမအားသေးလို့ဒါပေမဲ့ ဘုန်းဘုန်းတို့မျိုးသားရေးဆရာတော်တွေမျိုးသားရေးလူပုဂ္ဂိုလ်တွေအမျိုးဘာသာသာသနာနဲ့ပတ်သက်လာရင်အားလုံးကအာအာမအာအာဘဝတွေအသက်တွေပြေးပြီးလောက်ကြမှာနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ခမရတို့တွေလိုင်းမမတက်ပြီးတော့လူတင်ကြီးအောင်အတန်ကောင်းဟင့်နေတဲ့လူတွေတက်ကျုပ်တို့လိုင်းမမတက်မအော်ပဲနဲ့လုံနေတဲ့လူတွေကပို့ပြီးတော့နေပြီးတော့ဘလီနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်မှုတွေရှိနေပါတယ်ခမရတို့တွေဆယ်ဆပို့ပြီးတော့လှုပ်ဆောင်နေဆိုတာဟိုး မအားတဲ့ကြားနေခင်ဗျားတို့ခဏလေးတော့ဒီနေရာနေပြောလိုက်တယ်